အားလုံးပဲမင်္ဂလာပါကျတကောင်ရဲ့ဆန်းလက်နဲ့လူရဲ့ဆန်းလက်မတိုက်ဆိုင်အကျိုးမပေးစင်တော့ဘူးကျတကောင်ရဲ့ဆန်းလက်ကုန်ကြီးရောက်ပြီဆိုရင်ဈေးအများကြီးတိုက်မယ်ဆိုတော့ကျက်တွေဈေးအများကြီးတိုက်ထားတယ်ဆိုတော့ကျက်တွေလေဝိုင်းမှာတိုက်ထားတယ်ဆိုတော့ဝိုင်းမီရဲ့ဝိသေသတို့ခုမှမိခိုဘူးတဲ့ကျက်တွေဆန်းလက်ကုန်လာရင်ခြေကျော်ရင်ကန်းသွားတာတွေကျုပ်ပြီးမှကန်းတာတခုဖြစ်တာမျိုးတွေမိုင်းလုံသားရအောင်မာယူခြင်းဈေးအသင့်ကစားချိန်မှာကန်းတာမျိုးတခုခုဖြစ်တာမျိုးတွေ့ရတတ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာက ဘယ်ဝမ်းမှာတိုက်မှာဘယ်ဝမ်းမှာဘယ်သေးနဲ့တိုက်ပြီးတိုင်းနေဆိုတာထက်ချက်ကောင်းရှာတတ်ဖို့ပဲလိုအပ်ပါတယ်ချက်ကောင်းဆိုတာအရှုကငွေရှာတတ်မှချက်ကောင်းလို့သတ်မှတ်ကြပါတယ်အဲ့ဒါကသူနဲ့ချက်ပိုင်ရှင်ရဲ့ဝင်နေသိမှုစံလက်ပါဥပမာတစ်ခုပြောပြပါမယ်ဂါရီယံဝိုင်းမှာနိုင်ချက်တဲ့ချုံချက်ကိုပို့ပြီးတော့ကြားတတ်ကြပါတယ်ဘာကြောင့်လဲဆိုရင်ချက်တိုင်မားလို့မတော်ချေကြောင်းနဲ့အတူပါကွာတက်တာအကြီးသေးခံတိုင်းမိတာစတာတွေကြောင်းပါပဲချက်တကောင်ရဲ့စမ်းလက်ဇာတာကြော်ကြဖို့ပါတိုင်းသူဟာနဲ့ဒူတိုင်ရဲ့သူရဲ့လက်ထဲရောက်ပြီးတိုင်ဝိုင်းတိုင်းကိုရှာပေးတတ်ကြပါတယ် အဲ့ဒုနဲ့ဇာလကုံလာပြီဆိုရင်တော့အဆုံးပြလာတော့တာပါပဲ။တာဝိုင်းတိုက်ထားတဲ့တွေးစစ်ပြီးသားငွေရှာဘူးတဲ့မျိုးရိုးမှချက်ကောင်းမဟုတ်ပါဘူး။မထင်မရှားနဲ့ကြက်ကြောဖြစ်မလာခင်ကရောသူတို့မျိုးရိုးကိုတည်သူရှိခဲ့ပူပါသလား။ငွေရအတွက်တကြားတဲ့ဝါသနာအတွက်လောင်းကစားလို့ရဲသူလုံနိုင်သူလက်ထက်မှာလုံနိုင်သူတွေမြင်ဘူး။ဝန်ရခံရမှုမှချက်ကြောဖြစ်လာတာပါ။ချက်ကောင်းတော့ကောင်းလို့တတ်မှတ်ဖို့တော့မြင်မတူလူတွေကြားထဲမှာဥဒေတာကွဲပြားနိုင်ပါတယ်။ငွေရှာတတ်မှတ်ချက်ကောင်းလို့တတ်မှတ်သူလည်းရှိနိုင်တယ်လို့ခွန်လန်းခုမှုနှုံးကုတ်စိတ်တက်ကိုရွေးချယ်တဲ့သူတွေကလည်းအကြိုက်တူချင်မှတူနိုင်ပါလိမ့်မယ်။ အဲ့တော့ဘယ်ဝိုင်းမှာချတိုက်ပြီးဘယ်သိနိုင်ရလဲဆိုတဲ့အကြောင်းအရာတွေကဝါသနာဘောအစီကံပြီးလုံနိုင်သူလိုရဲ့လူလက်ထဲရောက်လာတဲ့ကြက်ကောင်ဟာဆန့်လက်ကောင်းလာလို့ပါအဲ့လိုကြက်တွေကရောအောင်ပိုင်းလိုတတ်မှတ်ထားတဲ့ဝိုင်းတွေမှမရှုံးမှုမထင်ပါနဲ့ရှေးစင်းရင်အလုံးမရအောင်မယူရင်ရှုံးသွားတာကန်းသွားတာဒူးနဲ့တေးပါဈေးနဲ့တိုက်တဲ့ကြက်တွေရဲ့တိုက်တဲ့ဈေးနဲ့ကြက်ခွန်မလိုက်အောင်ကြက်အစုပ်ပြိုင်နေကြတာမျိုးတွေလည်းဝိုင်းမှာတွေ့ဘူးမြင်ဘူးကြပါလိမ့်မယ် ဘယ်ဝိုင်းမှာတိုက်မှာကြက်ကောက်လို့တတ်မှတ်တဲ့ဝိုင်းအမည်စွဲတွေနဲ့အပေါ်ဝိုင်းအထက်ဝိုင်းမှာဆိုတဲ့ဝိုင်းပေါ်မှာအထင်ကြီးလို့နဲ့စိတ်ကိုဖျောက်ပြီးကြက်ကောက်ဆိုတာကိုရှာတတ်ဖို့ပဲလိုအပ်ပါတယ်။ဒါပေမဲ့ဈေးနဲ့တိုက်တဲ့ကြက်တိုင်းကြက်ညံ့တွေမဟုတ်ပါဘူး။ဘာရှင်တွေရဲ့ကြက်ယုံတွေမို့ကြက်ကောက်ရဲ့အရေးအသွေးအရေးအရှင်တခုခုကိုလူရဲ့ယုံကြည်မှုနဲ့ပေါင်းဆက်ပြီးလာတိုက်ကြတဲ့ကြက်တွေပဲဆိုတာကိုလည်းသိထားရပါမယ်။ဝိုင်းဆွဲမထားပဲကြက်ကောက်ရှာ ကြက်ကောင်းရပြီကြက်ကျော်ဖြစ်တာမဖြစ်တာနာမည်ကြီးတာမကြီးတာကလူငယ်ကျန်ရဲ့စံလပ်ပါမင်းရှင်ဘက်မှာနာမည်ကြီးဦးခဲ့တဲ့အောင်လားဆိုတဲ့ကြက်ဟာမူလကြက်ပိုင်ရှင်ကသူနဲ့ကမ္ဘာဆက်ပဲရှုံးလို့လကားပေးလိုက်တဲ့ကြက်ပါတခါတည်းမှာကိုနဲ့ကံဆက်ပေးမယ်လဲတပတ်လူတို့ကကျန်တဲ့လူကဆက်ပြီးကျက်ကောင်ရဲ့ကန်စာတာဆားလက်မကုန်သေးချိန်မှုကျက်ကျော်ပြဖြစ်လာခဲ့တာပါ။နောက်ကိုအောင်စိုးလူစီကအနုပေါက်ကျက်ကောင်ဝိုင်းမှာချိုးပြီးစင်းလာလို့လကားပေးလိုက်တာတခြားသူရဲ့လက်ထက်မှာငါးဝိုင်းနိုင်ပြီးကျက်ယုံဖြစ်ခဲ့မှုတဲ့တာတကားတွေလည်းရှိပါတယ်။ ဘယ်ဝိုင်းမိုင်းနိုင်သားမှဘယ်စင်းနဲ့တိုက်ပြီးနိုင်မှစကောင်းလို့ထင်တဲ့အထင်လေးမေးပြောက်ထားပြီးစကောင်းရှာတတ်ဖို့စက်ကြည့်ကောင်းဖို့ပဲလိုပါတယ်စကောင်းရှာပြီးလောဘမကြီးဖို့လည်းလိုအပ်ပါတယ်ကြက်ကက်ကြက်ဆက်ကြက်တိုက်လောဘမကြီးရင်ဝိုင်းသက်ရှိပါမယ်စက်ကောင်ရဲ့ဆန်းလက်ကောင်းလေတွေကြက်ယုံဖြစ်ပြီးနိုင်ပွဲတွေဆက်ရင်ကြက်ကြော်ဖြစ်လာဖို့လူငယ်ကြက်ရဲ့ဆန်းလက်လည်းကောင်းနေဖို့လိုပါရဲ့လို့ပြောရင် တိုက်ကျက်စစ်သည်ညီပေါ်ပေါင်းတိုက်ကျက်ကောင်းများပိုင်ဆိုင်နိုင်ကြပါစေဗျာ။ကျောင်းလာမယ့်ရက်ဒီမှာလည်းတိုက်ကျက်နဲ့ပတ်သက်တဲ့ဇေဝင်စားတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ခဲ့ပါအောင်ခင်ဗျာ။